ခင်မွန်တဲ့စေတရာလူငယ်ချမ်းသာကွင်းနေလွမြောက်လာလို့ဝမ်းသာပီလေးဖြစ်နေတဲ့မင်းသမီးကြီးနန္ဒာလိုင်းပရိသတ်ကြီးမင်းသမီးကြီးနန္ဒာလိုင်းရဲ့မိသားစုကတော့အပျော်ကြီးပျော်နေမှာပါနော်မင်းသမီးကြီးနန္ဒာလိုင်းဟာသူမခင်မွန်လွမြောက်လာမှုအပေါ်မှာမီဒီယာတွေရဲ့အင်တာဗျူးကိုမဖြေဘဲနဲ့ညှင်းခဲ့တယ်လို့ဆိုပါရီသူမတို့မိသားစုဟာကြည်ကြည်တဲ့ချမ်းသာပြီးမြင့်လူတွေကြားထဲမှာထင်ပေါ်အောင်မနေတတ်သူဖြစ်ပါရီမင်းသမီးကြီးနန္ဒာလိုင်းကလည်းတစ်ချိန်ကရှယ်ရှမ်းတောက်ကြောကြားခဲ့တဲ့မြမပြည်ရဲ့အလားဆုံးနဲ့အောင်မြင်ဆုံးမင်းသမီးတစ်လက်လေးဖြစ်ပါရီသူမဟာအွယ်ကောင်းတော့အောင်မြင်ဆုံးချိန်မှာ ဈေးကမ္ဘာခင်ရွှေရဲ့သားဖြစ်ပြီးတော့မြန်မာပြည်ရဲ့အကောင်းဆုံးငွေထုတ် KBC ဘဏ်ကိုလည်းတည်ထောင်ခဲ့သူဖြစ်ပါရည်။ပိုင်ဆိုင်မှုတွေများကြီးရှိပြီးတော့သူမတို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုလည်းကြားဝါခြင်းမရှိဘဲအေးအေးဆေးဆေးနေတတ်သူဖြစ်ပါရည်။မင်းသမီးကြီးနန္နာလိုင်းဟာသူမယောက်ျားလွတ်မြောက်လာတဲ့ပုံမှာအလွန်ဝမ်းသာနေပြီးတော့ပျော်ရွှင်နေခဲ့သူဖြစ်ပါရည်။ခင်မောဖြစ်သူဦးစီတီဟာဟာဈေးကမ္ဘာလုံခဲကြီးရဲ့အမွေဆက်ခံသူဖြစ်ပြီးတစ်ချိန်မှာမြန်မာပြည်ရဲ့ထိတ်တန့်စည်းဝင်တထေးကြီးဖြစ်လာမိသူဖြစ်ပါရည်။အခုကမှတော့တထေးကြီးရဲ့သားဖြစ်ပဲရှိနေပြီးမင်းသမီးနန္နာလိုင်းနဲ့ 对面的东少爷开门匹配。 ဖခင်ရဲ့စီဝါရေးကိုဦးစီးလုပ်ကိုင်နေတာဖြစ်ပါရည်။မင်းသမီးနန္နာလိုင်းရဲ့ခင်မောဖြစ်သူဦးစေတီဟာနဲ့ဆက်လုပ်ငန်းခရိုနီဖြစ်တဲ့ဦးချစ်ခိုင်တို့နှစ်ဦးလොမြောက်လာခဲ့တာဖြစ်ပါရည်။ MBA ဘန်နဲ့တန်ကိုအုပ်စုရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဦးချစ်ခိုင်ဟာဦးစေတီဟာနဲ့တူမန်လေးဥပိုလ်ထောင်ကျင်းထောင်ကနေယနေ့ဧပြီ12ရက်နေ့မနက်ပိုင်းမှာလොမြောက်လာခဲ့တာဖြစ်ပါရည်။သူတို့လොမြောက်လာတဲ့တရင်ဟာတနိုင်ငံလုံးအော့အော်တောင်းနေဖြစ်ကြပြီးတော့အံ့ဩနေကြတာပါ။လွန်ခဲ့တဲ့၃နှစ်ကလေးကထိန်းချုပ်ခံထားရပြီးမိသားစုဝင်တွေနဲ့တွေ့ရှိဝင်ရှိပြီးလို့တော့ဆိုပါရည်။စိုက်ဘာဆက်သွယ်ရေးဥပဒေနဲ့ဖန်စီ င်ချုပ်ခံရပြီးတော့ထောင်ထဲ၆နှစ်ကြာခံခဲ့ရသူများဖြစ်ပါသည်ဒီလိုလိုမျိုးလာတဲ့ပုံမှန်မိသမီးနန္နာလိုက်နဲ့တာသမီးတွေကဝမ်းသာမဆုံးဖြစ်နေပြီးတော့ post link နဲ့တကွာချပြလာခဲ့တာဖြစ်ပါသည်တရုတ်ဆောင်နန္နာလိုက်ဟာခင်မုန်းဖြစ်သူလိုမျိုးလာဖို့ဖီးယားမာနေတိုင်းဆူတောင်းနေခဲ့ပြီးအနုပညာလုပ်တွေကန်လန်းလာရင်တောင်မှငင်းပယ်ခဲ့တယ်လို့ဆိုပါသည် မိမတယောက်တွေခင်မောဟာမရှိမဖြစ်ဆိုတာမိသမီးနဲ့နားလိုက်ကသက်သေပါပဲနော်ချစ်လို့ကြိုက်လို့နှုတ်သဘောတူလက်ထက်ခဲ့ကြပြီးတော့မင်္ဂလာဝေးကိုလေနှစ်ဖက်သောမိဘတွေနဲ့ကြီးကြီးတဲ့ကျင်းပခဲ့တာဖြစ်ပါရင်မိသမီးနဲ့နားလိုက်အောင်မြင်နေချိန်မှာလက်ထက်ခဲ့တာကြောင့်ပရိသတ်တွေကနှမျောနေကြတာပါဦးစေတရားကတော့မြန်မာပြည်ရဲ့အချောဆုံးဒိဋ္ဌိကျဲ မင်းသမီးလေးကိုရထားတော့ပွဲလဲသဘင်လေးရှိရင်လည်းနန်းအလိုင်းကိုပွဲထုတ်စေခဲ့သူဖြစ်ပါရီ။နှွေးထွေးတဲ့မိသားစုလေးရဲ့အပျော်တွေကိုမြင်တွေ့ရတော့ကျင်းနေပီတီဖြစ်ရပါရီ။တချို့ဝေဖန်တိုက်ခိုက်သူတွေကလည်းပြည်သူတွေရဲ့ခွန်နဲ့ဘဏ္ဍာတွေကိုမဟာတရားယူထားကြတဲ့မိသားစုလိုလေးအမျိုးမျိုးကောင်းစင်တက်ထားပါသေးတယ်နော်။ခင်မွန်ဖြစ်သူချုပ်ကြနေစဉ်တွဲမှလည်းသမီးလေး၃ယောက်ကိုမိခင်ရဲ့ချစ်ချင်းမြတာကောဖခင်ရဲ့ချစ်ချင်းမြတာပါပေးပြီးတော့ရှင်ဦးမကွာစောက်ရှောက်ထားတာဖြစ်ပါရီ။အရှင်တွေကစီဝါရေးတောင်းတင်တော့စီဝါရေးတွေမငြိမ်မသက်တဲ့အချိန်မှာတော့ချိုးချံချွေတာပြီးတော့စားတယ်လို့သိရပါရီနော်။ဒီတော့ ပရိသတ်ကြီးသုံးနေကြမှာခင်မောဖြစ်သူဦးစေတီဟလူငယ်နဲ့လွမြောက်လာတဲ့ပုံမှာမှတ်ချက်လေးတွေကိုလည်းပေးခဲ့ပေးပါအောင်ရှင်။အဘိနောဆင်ခဲ့ကြတဲ့အတွေ့အလုပ်ကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစေဝင်စားစရာကောင်းတဲ့ဆယ်လီတွေနဲ့ပညာရှင်တွေတနည်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။အဘိနောဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျမတို့ရဲ့ပေလေးကနေပြီးတော့ကျေးဇူးထူးတည်ရှိပါရဲ့ရှင်။ပရိသတ်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လင်းချမ်းမြေကြပါစေ။